မင်္ဂလာပါမွန်ဂိုလီဟမိတ် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုပုံမှန်ပြထားတဲ့စက်ကြပန်းလေးကိုလှုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒီပန်းလေးလှုပ်ဖို့အတွက်ကြိုးရဲ့ရှိရာဆိုရင်25လမ်းမှာဆိုရင်လုံလောက်ပါတယ်25လမ်းမှာကြိုးရှိလေးကိုပဇင်းသီးလေးထုံးသွားပြီဆိုရင်တော့ဒီဘက်ကကြိုးဒူဘက်က3လမ်းမှာလေးကိုအခွေခွေပါမယ် 25လက်မှကျိုးရှိလေးကိုပဇင်းသီးလေးထုံးသွားပြီဆိုရင်တော့ဒီဘက်ကကျိုးတူဘက်က3လက်မှလေးကိုအခွေခွေပါမယ်အခွေခွေတဲ့နီးတွေကရှေ့ဗီဒီယိုတွေမှာအစင်းစင်းပြသွားသလိုပဲပေါ့နော်အဲထိပ်ဖူးလေးကိုအစာလေးနည်းနည်းသွတ်ပြီးတော့ဒီတိုင်းနေပဲပုံမှန်အတိုင်းခွေလိုက်ပါမယ်ခွေပြီးသွားတော့အရင်တန်မှရှိတဲ့အချီလေးကိုလေးချက်တုပ်ပါမယ် ခွေလေးခွေပြီးသွားပြီဆိုလို့ရှိရင်တော့ပစင်းတီလေးထုံထားတယ်ဒီလိုမျိုး level တန်လေးနားမှာအခွေလေးနဲ့ပူပြီးတော့အချီလေးကိုဘဘတစ်ချက်ဒီဘတစ်ချက်တိုင်းလိုက်ပါမယ်တိုင်းပြီးသွားပြီဆိုရင်တော့တို့တွေပွင့်ဖက်ကလေးတွေစားခောက်ပါတော့မယ်ပထမဆုံးပွင့်ဖက်အရှိလေးကတလမနဲ့၃စိတ်ပါတလမနဲ့၃စိတ်ကိုတိုင်းလိုက်ပြီးတော့အဲ့ဒီနေရာမှာပွင့်ဖက်ကလေးတစ်ချက်ခောက်ပါမယ် နောက်ထပ်ပွင့်ဖက်လေးကပွင့်ဖက်အသေးနှစ်ချက်ဇက်တိုက်ခောင်းမယ်ပေါ့နော်အဲ့ဒီဟာလေးကတစ်ချက်ကိုနှစ်စိတ်ပါနောက်ထပ်အသေးကလည်းခုနကအတိုင်းပဲနှစ်စိတ်ပါပွင့်ဖက်ကလေးတွေညင်နေဖို့အတွက်ပထမဦးဆုံးခူမခြေခံစထုတ်မယ်သူတွေကပွင့်ဖက်တစ်ချက်ပြီးတိုင်းတစ်ချက်ပြီးတိုင်းကိုပေးတံလေးနဲ့ပြန်ပြန်တိုင်းပေးပါဒါမှလှပညင်ညာတဲ့ပန်းလေးတွေထွက်မှာပါ ဒါဆိုရင်၃ခုပြီးသွားရင်ဒီလိုမျိုးစက်ကြပန်းလေးရဲ့အပွင့်ဖက်တစ်ချက်ရပြီပေါ့နော်။နောက်ထပ်တစ်ချက်သွားပါမယ်။နောက်ထပ်တစ်ချက်ကလည်းကျိုးရှိကတလမနဲ့၃စိတ်ပါ။တလမ၃စိတ်ပြီးသွားရင်ခုနကအတိုင်း၂စိတ်၂စိတ်၂ခုစက်တိုက်သွားပါမယ်။ ။ဤနည်းအတိုင်းပဲပွင့်ချက်ရင်၅ဘတ်ပြည့်တဲ့အထိဇက်တိုင်ထူတော်ပါမယ်။ပွင့်ချက်ရင်၅ချက်ပြည့်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာပိုနေတဲ့ဂျိုလေးကိုဂျိုသိမ့်ပြီးတော့ဂျိုဖြတ်ပြတော့မယ်။ဂျိုမသိမ့်ခင်အဲ့ဒီရဲ့ပိုနေတဲ့ဂျိုလေးရဲ့ဂျားတယ်နော်ပိုနေတဲ့ဂျိုနဲ့ပွင့်ချက်နဲ့ဂျားတယ်ကိုအချီလေးနဲ့ဒူရီမြဲအောင်တစ်ချက်လောက်အချီတုပ်လိုက်မယ်ပေါ့။ အချင်လေးတုတ်ပြီးသွားရင်တော့ပုံနေတဲ့ဂျိုးလေးကိုနောက်ကိုအသာအရာဆွဲပြီးတော့အချင်လေးကိုတုတ်ပြီးတော့ဂျိုးဖြတ်လွှတ်လို့ရပါပြီ။ ဒီလိုဆိုရင်တော့စက်ကြပန်းရဲ့ပုံဖို့ဖို့အတွက်အကျန်းတည်းလေးရတော့ပါပြီ။အချီလေးတွေညှိမယ်၊ပွင့်ချိုက်လေးတွေကိုညှိမယ်။ခေတာဆိုရင်နောက်ဆုံးဆင့်နေနဲ့ပွင့်ဖက်အရှိကို ပွင့်ဖက်အတူလေးနှစ်ခုပုံမှာအုံမိုးပြီးတော့နောက်ကနေအချီလေးနဲ့တွဲပါမယ်။နောက်ဒုတိယပွင့်ဖက်ရဲ့ထိပ်ကိုအချီလေးထိုးထားမယ်။ပြီးရင်အဲ့ဒီပုံမှာပွင့်ဖက်အရှိကလာအုံမယ်။လာအုပ်ပြီးတော့ အချီလေးကိုပွင့်ဖက်အရှိပုံကိုအုပ်အောင်အချီထိုးထုတ်လိုက်မယ်ဒီနေ့တိုင်းမဲ့အချီလေးတွေကိုတွယ်တွယ်သွားပါမယ် ွင့်ဖက်လေးတွေအားလုံးတွဲပြီးသွားပြီဆိုလို့ရှိရင်တော့နောက်မှအချီလေးကိုတင်လိုက်လို့ရပါပြီ။ဒါဆိုရင်ဒေသက်လာပါတယ်။ဆက်ကြပန်းလေးတပွင့်ရပါပြီ။ဒီပုံစံလေးအတိုင်းပဲအသုံးပြုလို့လည်းရတယ်။ပုံမှာနောက်ထပ်ပြထားတဲ့အဖူလေးကိုလည်းတွဲဆက်ပြီးတော့တက်ဆင်အသုံးပြုလို့လည်းရပါတယ်။ ကိုလောလိုက်တဲ့ဒီဆက်ကြပန်းလေးရာဆိုရင်ပွင့်ချက်တွေအလုံးဟာညီနေရမယ်ပြီးတော့အလဲကောင်ဝစ်ဆန်လေးကဒီလိုမျိုးအလဲကောင်တက်တက်မှာပဲအချီချက်တွေအလုံးစုံနေမှာလာပါတယ်ဆက်ကြပန်းလေးတွင်ရမှာပေါ့နော်ဒါဆိုရင်အဖူလေးကိုဆက်လို့ရအောင်အဖူလေးကတော့ရှေ့ဗီဒီယိုတွေမှာလည်းလုပ်ပြထားပေးပြီးသားပါဒါဆိုရင်ဒီလိုမျိုးအဖူလေးကိုလုပ်ပြီးသွားပြီဆိုရင် နောက်ကအလေကောင်အတိုင်းတားလေးတစ်ချက်အတိကပြောချင်လို့ပေါ့နော် ဒါဆိုရင်ပထမအဆုံးအပူလုပ်ပြီးသွားရင် အပူရဲ့အနောက်ကနေကျိုးတိုင်းတာဘယ်လောက်လဲဆိုရင်6စိတ်ပါအဲဒီ6စိတ်နေရာကနေဒီဘက်ကိုနောက်ထပ်ပူလေးတစ်ပူလုပ်ဖို့အတွက်အတိုင်းလေးကတော့3လမနဲ့6စိတ်ပါ3လမနဲ့6စိတ်ကိုတိုင်ပြီးသွားရင်တော့ပုံနေတဲ့ဂျိုးတွေကိုဖျက်ထုတ်ပြပါမယ်။3လမနဲ့6စိတ် ဲ့ဒီဂျိုအတိုင်းတာဘက်ကိုအဖူလေးတစ်ဖူဒီလိုမျိုးအစာလေးသွတ်ပြီးတော့လှုပ်ပါမယ်အဲ့ဒီသုံးလမနဲ့6ဆိတ်အမှတ်ရောက်တဲ့ဒီဒီအဖူလေးကိုအသုံးပြုသွားမှာပါ ီလိုဖူးလေးနှစ်ဖူးရသွားပြီဆိုရင်တော့အဲဒီလိုမျိုးပေါ့နော်ခောက်ရွေးချိုးပြီးတော့ဒါကတော့အတိုင်းကြမရှိဘူးပေါ့နော်ကိုရဲ့မျက်စိထဲမှာလှသလိုလေးချိုးပြီးတော့အချီလေးနဲ့တွဲမယ်အချီလေးနဲ့ပူပြီးသွားရင်ဆက်ကြပန်းလေးရဲ့ကြိုက်တဲ့ပွင့်ဖက်နေရမှာတတ်စင်အသုံးပြုလို့ရပါပြီ ။နောက်ထပ်လည်းဘန်ချက်သီးနဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာလေးတွေကိုဒီလိုမျိုး share လေးလုပ်ပြီးသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့နော်။အားလုံးပဲအဆင်ပြေကြပါစေရှင်။